အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ခကဲ AI ကနေပြီးတော့ကျွန်တော်တို့သူတီပီစတိုရီနဲ့အတူ ကျွန်တော်ကွယ်ခဲ Gemini AI ကို free rainy ကိုပြပြပေးသွားမှာဖြစ်ပါတယ်။အာဒီဥစ္စာလေးကကြာတော့ကျွန်တော်တို့ဒီလာကုန်ထိပဲယူလို့ရမှာပေါ့နော်။နောက်လာ9လပိုင်းရောက်လို့ရှင်တော့ယူလို့မရတော့ဘူး။လက်ရှိကျွန်တော်တို့6လပိုင်းတွင်မှလည်းယူလို့ရတယ်။ဥပမာကျွန်တော်တို့ဒီလိုမျိုးယူလိုက်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ဒီ Google Drive Storage လည်းပဲ 2TB Storage ထိကျွန်တော်ရရှိမှာဖြစ်ပါတယ်။ဒါကကျွန်တော်ကျွန်တော်ယူထားတဲ့ account တစ်ခုကိုပြပေးထားတာ။အာဒါမျိုးဆိုရင်ကျွန်တော်တို့ဒီမှာ 2TB Storage ထိလည်းကိုယ့်ရဲ့ Google Drive Storage ကရမှာဖြစ်ပါတယ်။ဒီလိုမျိုးပေါ့နော်။ကိုယ့်ရဲ့ဒီ Gemini တွေကို AI သုံးတဲ့အခါမှာဆိုလို့ရှင် င်ကျွန်တော်တို့ကဒီလိုမျိုး pro feature တွေဖြစ်သွားမယ်အာပို့ပြီးတော့သုံးလို့ကောင်းသွားမယ်ပေါ့နော်အာဒီလိုမျိုးလောက်လုပ်တဲ့နေကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးလုပ်ဖို့ဆိုလို့ရှိရင်အဓိကကျွန်တော်တို့လိုအပ်တဲ့လင့်လေးသုံးခုကိုကျွန်တော်ဒီမှာစုပေးထားတယ်ဒီ link တွေကိုလည်းကျွန်တော်ကွန်မန့်မှာပေးထားမယ်ပေါ့နော်အရင်ဆုံးကကျွန်တော်တို့ဒီ Gemini AI ကနေပြီးတော့ယူဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ link လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ link လေးကိုတစ်ချက် copy ကူးပေးခဲ့လိုက်ပါမယ် ကျွန်တော်ဖုန်းမှာလည်းအတူတူပဲပေါ့နော်ဒီတိုင်းပဲ copy ကူးခဲ့လိုက် copy ကူးပြီးတော့ကျွန်တော်တို့ရဲ့ browser တစ်ခုခုထဲမှာသွား browser တစ်ခုရဲ့ကျွန်တော် search box မှာကျွန်တော် paste ချလိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ enter ကိုတစ်ချက်သွားလိုက်မယ်ဒါဆိုလို့ရှိရင်အာဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒါမှန်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က student အနေနဲ့ဒီကောင်ကို free ယူကြမှာပေါ့အဲ့တော့တို့ကဒီမှာ get offer ဆိုတာလေးပါပါလေဒီ get offer ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ โอเค galpha ကိုနှိပ်လိုက်လို့ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ account ကကျွန်တော်တို့ gmail account ပါเนาะတို့တို့ဒီ quick care ai plan ယူဖို့ရတော့အဆင်မပြေဘူးလို့ပြောလိမ့်မယ်ဗျာအဲဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် gmail တစ်ခုကိုပြောင်းလို့ရတယ်နောက်တစ်ခုတည်ထားရမှာကအာဒီလိုဒီလိုမျိုးယူဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ VPN ကဒီ US VPN တို့ Japan တို့ UK တို့အာဒီလိုမျိုးချိန်ထားဖို့တော့လိုအပ်ပါတယ် ဲ့တော့ဒီများဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က Gmail အစ်ထက်ချင်းရမယ် Gmail ချင်းပို့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်အာဒီညာဘက်အပေါ်ဆုံးတောင်းပါပါတော့ Gmail ပုံလေးရှိနေမယ် IG Mail ကနေပြီးတော့ကျွန်တော် Gmail တစ်ခုထပ်ပြီးတော့ချင်းရမှာဖြစ်ပါတယ်အာဒီကိုသွားနှိပ်ပြီးတော့ကျွန်တော်တို့အောက်ကနေပြီးတော့ @another account ဆိုပြီးတော့ gmail အသေးတစ်ခုနောက်ပြီးထပ်ထည့်ပေးရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ကဒီမှာရတဲ့ gmail တစ်ခုနဲ့ကျွန်တော်ပြပေးမယ်။ gmail တစ်ခုထပ်ထည့်လိုက်မယ်ဆိုလို့ရှိရင် Okay တခါကျွန်တော် gmail နောက်တစ်ခုထပ်ပြီးတော့ထည့်လိုက်ပြီ။အဲ့ဒီ gmail account နဲ့ကျွန်တော်တစ်ချက်ပြီးတော့ လောက်ကြည့်မယ်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ဒီ student အနေနဲ့ယူมาဖြစ်တဲ့အတွက်အာဒီမှာ verify student status ဆိုတဲ့အကောင်ကိုနှိပ်ပြရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ဒီမှာ verify student status ကိုနှိပ်မယ်။အဲဒီမှာဆိုရင်ကျွန်တော်တို့က education mail ပေါ့နော် edu mail ထည့်ပြရမှာဖြစ်ပါတယ်။ edu mail ထည့်တဲ့အခါမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့လိုအပ်တာကအာကျွန်တော်ဒီမှာနောက်ထပ် link တစ်ခုရှိရပါเนาะဒီမှာ e တက်မေးဒေါ်ကွန်းဆိုပြီးတော့ဒီလင့်လေးရှိပါတယ်ဒီလင့်လေးကိုတစ်ချက် copy ယူပြီးတော့ကျွန်တော်တို့ရဲ့ browser မှာတစ်ချက် copy paste လုပ်လိုက်ပါတော့ပြီးလို့ရှိရင်တော့ဒီကနေပြီးတော့ကျွန်တော်မေးတစ်ခုထပ်ပြီးတော့ယူมาဖြစ်ပါတယ် okay ပြီးပြီဆိုလို့ရှိရင်တော့ဒီဘေးမှာ မေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီမေးလေးကသူ့အတူ auto ပေါ်လာပြီးသားမေးဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့က copy ယူပြီးတော့တင်ခဲ့ရမှာအဲ့တော့ဒီကောင်ကို copy ယူပြီးတင်မယ်ဆိုလို့ရှိရင် okay ဒီဘေးမှာ ပေါ့နော်ဒါ copy email address ဆိုပြီးတော့ရှိပါတယ်ဒီပြင်က copy email address ဆိုတဲ့ကောင်းလေးကိုတစ်ချက်နေလိုက်ပြီးလို့ရှိရင်တော့ခုနကကျွန်တော်တို့ verify လုပ်ရမယ့် main နေရာမှာ copy paste လုပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီမှာ verify ဆိုတဲ့ကောင်းလေးကိုတစ်ချက်နေလိုက်မယ် verify တစ်ချက်နေလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့က verify ကုတ်ထည့်ပေးရမှာပေါ့နော်ဒီကျွန်တော်တို့ခုနကထည့်လိုက်တဲ့အ student mail ကိုရောက်သွားမှာအဲ့တော့ student mail ကိုကျွန်တော်တစ်ချက်ဒီမှာသွားပြီးတော့ကြည့်မယ်ပေါ့နော်ကျွန်တော်ဒီထဲမှာ mail ရောက်နေပါလိမ့်မယ် မေးရောက်ပြီဆိုလို့ရှိရင်ဒီပေးလေးမှာပေါ်နေမှာပေါ့နော်စန်တာရဲ့ subject ရဲ့ date ရဲ့ဆိုပြီးတော့ဒီပေးလေးမှာတစ်ချက်ပေါ်ပေါ်နေမှာပါ okay အာဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ inbox ထဲမှာကုတ်ပို့လိုက်ပြီပေါ့နော် okay သူ့ရဲ့ဒီမှာ verify student email address ဆိုပြီးတော့ဒီမှာကုတ်6လုံးပို့လိုက်တယ်ဒီကုတ်6လုံးကိုကျွန်တော်တို့က copy ကူပြီးတော့ဒီဘက်က verify ကုတ်မှာလာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ရှစ်တက်ကို66လေးပေါ့နော်ဒီ verify ကုတ်6လုံးကိုလာပြီးတော့ထည့်ပေးရတာပါ အဲ့တော့ပြီးပြီဆိုတော့ကျွန်တော်တို့ဒီမှာ submit ကိုတစ်ချက်နေလိုက်ပါမယ်။ Okay submit နေပြီဆိုတော့တို့ဒီမှာပြောပြပေးထားတယ်နော် you are eligible for Gagay AI Pro student discount ပေါ့။ကျွန်တော်တို့ဒီ student discount Gagay AI Pro ကိုကျွန်တော်တို့ကရဖြည့်သွားပြီလို့တို့ကပြောပြတာပေါ့နော်။အဲ့တော့ပြီးပြီဆိုတော့ကျွန်တော် continue ကိုတစ်ချက်နေမယ်။အော် continue ကိုတစ်ချက်နေပြီပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ agree တစ်ချက်နေပြီပြီးရင်အာ start file ဆိုတာကိုကျွန်တော်တစ်ချက်နေပါမယ်။ ကျွန်တော်ဒီ step file ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ visa card တွေ credit card တွေထည့်ဖို့လိုလာပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ Gmail နဲ့ကိုယ်ကချိန်မှာအာပေးပင်နဲ့လည်းလုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကအာ free user ဖြစ်တဲ့အတွက် add card ကနေပြီးတော့ကို့မှာ visa card ရှိတယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော် visa card တို့ JCB card တို့အာတစိပ်ပါတဲ့ကောင်းနေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ add card ကနေတစ်ချက်နဲ့ ပြီးတော့ကျွန်တော်တို့ကလုံးလို့ရတယ်ပေါ့နော်။အာဒီနေရာမှာတော့ကိုယ့်ရဲ့ဗီဇာကတ်ထဲမှာတော့လက်ကျန်လေးနည်းနည်းလေးတော့ရှိထားဖို့လိုတယ်။ဒါပေမဲ့လက်ကျန်ရှိဖို့ပဲလိုတာတကယ်တော့ပတ်သက်မနှုတ်သွားဘူးပေါ့နော်။လက်ကျန်လေးတော့ရှိထားဖို့တော့လိုတယ်။ဒါပေမဲ့တချို့ကဒီကတ်တွေပါတယ်မရှိကြဘူးပေါ့နော်။ကတ်တွေမရှိတဲ့လူကြဘယ်လိုလုပ်ရမလဲ။အာဒီနေရာမှာကျွန်တော်ချက်ပြန်ပြီးတော့ပြောပြပေးမယ်။ကမရှိတဲ့လူဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာကျွန်တော် virtual credit card ယူဖို့ဆိုပြီးတော့ကျွန်တော် link တစ်ခုထပ်ပေးထားရဲပေါ့เนาะဒီကောင်လေးကိုလည်းတစ်ချက် copy ကူးလိုက်ပါ copy ကူးပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာ browser မှာပဲပေါ့เนาะကြွားပြီးတော့ paste လုပ်ပြီးတော့ထက်ပြီးတော့ဒီ credit card ကိုကျွန်တော် generate လုပ်ပြီးတော့သုံးมาဖြစ်ပါတယ် okay ဒီမှာဆိုရင်ရှင်ကျွန်တော်တို့ဒီမှာ generate လုပ်လို့ရပါဗောနော okay ဒီမှာတော့ကျွန်တော် generate ကိုတစ်ချက်နေလိုက်ပါမယ် generate နှိပ်ပြီးဆိုရင်တူကဒီမှာဒီအပေါ်ကဒီတစ်ခုဆိုလို့ရှိရင်ဒါတကယ်တက်ရောက်စာပါเนาะကိုကတစ်ခုချင်းကျွန်တော်တို့ကဘယ်ဟာရနိုင်မလဲမသိဘူးဒါတွေကိုကျွန်တော်တို့ကစမ်းကြည့်ပြရမှာဖြစ်ပါတယ်အာဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ name ပေါ့เนาะဒါ user ဘောနကတ်ပိုင်ရှင်ရဲ့ name ဖြစ်ပါတယ်ဒါကတော့ကတ်နံပါတ်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာထည့်ဖို့ဆိုလို့ရှိရင်ကကတ်နံပါတ်လိုတယ်အဲ့တော့ကျွန်တော်တို့ကကတ်နံပါတ်ရွေးมาဖြစ်ပါတယ်ကတ်နံပါတ်ကိုကျွန်တော်ဒီမှာ copy ကူးခဲ့လိုက်ဒီကတ်နံပါတ်ကို copy ကူးပြီးတော့ကတ်နံပါတ်ဆိုတဲ့နေရာမှာ base ချမန့်ရီယာကကြာတော့ကျွန်တော်တို့0526ပေါ့နော် okay ဒီမှာကြာတော့0526ထည့်ပေးရမယ် CVC က945ဖြစ်ပါတယ် โอเคဒါဆိုရင်ဒီကောင်ကလုံးလုံးမရဘူးပေါ့เนาะဒီကောင်ကအဆင်မပြေဘူးโอเคပြီးရင်ကျွန်တော်ဒီမှာအဲ့ကောင်အဆင်မပြေတော့ကျွန်တော်ဗီဇာကတ်ကိုပြောင်းနိုင်မှာပေါ့เนาะဗီဇာကတ်ကနေပြီးတော့ထပ်ပြီးတော့ကျွန်တော် generate ထပ်ပြီးတော့ထုတ်မယ်โอเคကျွန်တော်ဒီမှာဗီဇာကတ်နဲ့ထပ်ပြီးတော့ generate ထပ်ပြီးတော့လုပ်လိုက်တယ်အဲ့တော့ကျွန်တော်ဒီကုတ်ကိုပဲချက်ချက်ပြန်ပြီး copy ကူးမယ်ဟိုဗီဇာကတ်မရှိတဲ့လူတွေကတော့ဒီလိုမျိုးပဲကျွန်တော်တစ်ခုချင်းကိုစမ်းကြည့်ရမှာပေါ့เนาะရှိပြီးသားလူကတော့ကိုယ့်ဘောက်ကိုထည့်လိုက်ရရယ်ဗျာဒီမှာဆို0326 ကောင်က0320ဒီကောင်က174ပေါ့เนาะ174 Okay ကျွန်တော်တို့ကဒီမှာကတ်နံပါတ်တွေထည့်ပြီးပြီဆိုရင်เนาะကျွန်တော် save ကိုနေပါမယ်ကိုမဗီဇာရှိတဲ့လူကတော့ကိုယ့်ရဲ့ဗီဇာကတ်နဲ့လောက်လို့ရရပါတော့တကယ်လို့ကိုယ့်ရဲ့အာဗီဇာကတ်မရှိဘူးဆိုတဲ့လူကတော့ခုနကျွန်တော် ပြလိုလိုမျိုးသူကတခုချင်းကျွန်တော်တို့လိုက်ပြီးတော့ထည့်ကြည့်ပေးရမှာထည့်ကြည့်ပြီးလို့အာဒီမှာဆိုလို့ရှိရင် discount တက်ဆိုတော့ကွက်ပေါ့ဒါကကျွန်တော်ကျွန်တော်ရဲ့ဒီကတ်နံပါတ်ကအဆင်မပြေဘူးဖြစ်နေရအဲ့ဆိုရှင်ကျွန်တော်တို့ကတခြားကတ်ကိုပဲပြောင်းမှရမှာပေါ့နော် Alright ဒါကတော့ကျွန်တော်ဗီဇာကတ်မရှိတဲ့လူတွေကတော့ကျွန်တော်ဒီဘက်ကကတ်လေးတစ်ခုချင်းစီကိုကျွန်တော်တို့လိုက်ပြီးတော့စမ်းကြည့်ပေးရမှာဖြစ်ပါတယ်။အာတကယ်လို့ကိုကဗီဇာကတ်ရှိပြီးသားလို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဗီဇာကတ်အချက်အလက်ကိုထည့်လို့ရရပါတော့။ဒီနားမှာကိုယ့်ရဲ့ဗီဇာကတ်ထည့်ကျွန်တော်မန်ရီယာနဲ့ CVC ကုတ်ကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီ billing address ကကိုကြိုက်တာထည့်လို့ရပါဗျာ US ကိုရွေးထားရလို့က US ကိုထည့်လိုက်လို့ရဒီတိုင်းပဲထည့်လိုက်လို့ရပါတော့အတိအကျထည့်စရာမလိုဘူး ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဘက်က safe ကိုတစ်ချက်နှိမ့်လိုက်ရမှာဖြစ်ပါတယ်။ safe ကိုတစ်ချက်နှိမ့်လိုက်လို့ရှင်တော့ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတစ်ချက်ပြပြမှာဖြစ်ပါတယ်။ကျွန်တော် safe ကိုတစ်ချက်နှိမ့်လိုက်မယ်။ Okay ကျွန်တော်တို့ကဒီမှာ visa card ထည့်ပြီးတော့ safe ကိုနှိမ့်လိုက်ပြီးဆိုတာနဲ့အာဒီမှာ you have already subscribe ဆိုပြီးတော့သူကပြပေးလိမ့်မှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှင်ကျွန်တော်တို့ကဒီ15လပေါ့နော်နောက်ထပ်2026ခု Google AI ရဲ့ student plan ကိုကျွန်တော်တို့က subscribe လုပ်ရတာဖြစ်ပါတယ်ပြီးပြီဆိုတော့ကျွန်တော်ဒီမှာ go to gemini pro ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က gemini ကို pro version သုံးလို့ရသွားမှာဖြစ်ပါတယ်ဒီနေ့ပေါ့ဆိုလို့ရှိရင်ဒီက stay update လုပ်မလားနောင်နောင်လုပ်မလားပေါ့ဒါကကြတော့ကျွန်တော်တို့ရဲ့ email တွေကိုဒီ Google gemini အရင်နဲ့ပတ်သက်ပြီးတော့သူကပြောင်းလဲမှုတွေကို stay update ကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ email တွေအများအားပို့နေမှာအဲ့တော့ကျွန်တော်တို့ကနောင်နောင်ပဲနှိပ်ထားမယ်နောင်နောင်နှိပ်ထားပြီးတော့ဒီမှာကျွန်တော်တို့ကလုပ်လို့ရပါပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ video 3ပေါ့နော် Google ရဲ့ ဒီကျွန်တော်တို့ဗီဒီယို AI ဗီဒီယိုလောက်တဲ့ခါမှာဆိုလို့ရှင်လေဒီဗီဒီယိုကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကအာလုပ်လို့ရသွားပြီပေါ့နော်ပြီးလို့ရှင်တော့ဒီ search လုပ်လို့ရတယ် canvas လုပ်လို့ရတယ်ဒါကတော့ AI ရဲ့နောက်ထပ်ဘယ်လိုမျိုးအသုံးလို့ရမလဲ AI ရဲ့အသုံးဝင်ပုံတွေကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်လက်ရှိကတော့ကျွန်တော်တို့ဒီ Google AI ကိုဘယ်လိုမျိုး student discount ယူလို့ရမလဲဆိုတော့ဥစ္စာလေးကိုပြောပြပေးထားတာပဲဖြစ်ပါတယ်ဒီကနေပြီးတော့ကျွန်တော်ဗီဒီယိုလုပ်လို့ရတာပေါ့နော် โอเคဒီလိုမျိုးယူလိုက်ခြင်းအဖြစ်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Gemini AI ကိုကျွန်တော် free download လုပ်ရမယ်သူတို့နောက်ထပ်ဒီ၈လပိုင်းမှာဆိုလို့ရှိရင်တော့အကြောင်းသားအနေနဲ့သူတို့က verify လုပ်ဖို့လိုဦးမယ်လို့တော့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်တို့အနည်းဆုံး၂လတော့သုံးလို့ရရတယ်ပေါ့နော်ဒါကြောင့်မို့ဒီကောင်လေးကိုလုံထောက်ရတယ်အဲ့တော့ဒီကောင်လုံးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ link ၃ခုလိုတာဖြစ်တဲ့အတွက်ဒီ link ၃ခုကိုကျွန်တော် video ရဲ့ description မှာလည်းထည့်ပေးထားမယ်ကျွန်တော် video ရဲ့ comment မှာလည်းထည့်ပေးထားပါမယ်ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကွယ်ကဲကနေပြီးတော့ ကျွန်မရဲ့ရန်ကို free ဘယ်လိုယူရမလဲဆိုတော့ကိုတည်သွားမယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ